ဝမ်ကိုတက်လှမ်းဖို့ကြိုးစားနေတဲ့နှောင်းမဆိုမြမရိုရာမျိုးသမီးလဝိကစားသမားနှောင်းမဆိုဟာဆိုရင်ထိုင်းနိုင်ငံကမွေထိုင်းပြိုင်ပွဲကနေဝမ်ချန်ပီယံရှစ်ပြိုင်ပွဲတွေအထိတက်လှမ်းနိုင်ဖို့ကြိုးစားနေတဲ့သူတစ်ယောက်ပါမြမရိုရာလဝိကိုအတိကထိုးတက်ခဲ့တဲ့သူအတွက်မွေထိုင်းနဲ့ကမ်ဘောဒီးယားခွန်ကမာပြိုင်ပွဲတွေမှာရှင်ပြိုင်နိုင်ဖို့ပို့အားစိုက်လေးချင်းကြိုးစားနေရပါတယ် အသက်28နှစ်အရွယ်မြမလဝိမဲနှောင်းမဆိုးဟာဆိုရင်မွေထိုင်းလောကကိုအခြေချလာတာမကြာသေးပေမဲ့လည်းချန်ပီယံကပတ်ကိုသိမ်းယူထားနိုင်တဲ့သူတစ်ယောက်ပါဒါပေမဲ့လည်းအားပါတဲ့လက်တီချက်တွေနဲ့ပြိုင်ဘက်ကိုအလဲထိုးနိုင်တာကိုတော့ပရိသတ်တွေကမြင်တွေ့နေချင်းကြပါသေးတယ်။နော်မာဆိုးကတော့ဝေထိုင်းကအချုပ်တွေပါတယ်။ချုပ်လိုက်ရင်ပူမောလာတယ်။ဒါကြောင့်ပဲတငယ်ချင်းဖြစ်သူ KN Fighter Veronica ရဲ့အကူအညီနဲ့ထိုင်းနိုင်ငံဖူခန့်မျိုးကတိုက်ကား ဝေထိုင်းကလပ်မှာလေ့ကျင့်နေတယ်လို့ဆိုလာပါတယ်။ပြီးခဲ့တဲ့ AP လကဖူကန်မှာလုပ်ခဲ့တဲ့ပွဲမှာလည်းနှောအောင်မဆိုးကဩစတြေးလျဖိုင်တာကိုအနိုင်ယူခဲ့ပါတယ်။ဝမ်းချင်ပြီးရဲ့ရှစ်ကိုရောက်အောင်လေ့ကျင့်ပြီးကြိုးစားသွားမယ်လို့လည်းနှောအောင်မဆိုးကပြောပြလာခဲ့ပါတယ်။ပရိသတ်ကြီးရောဝမ်းချင်ပြီးရဲ့ရှစ်ကိုရောက်အောင်ကြိုးစားလေ့ကျင့်နေတဲ့နှောအောင်မဆိုးအတွက်အားပေးစကားလေးတွေပြောကြားပေးခဲ့ပါဦး။အဆုံးထိဆောင်မြောကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။